တူရီဝါသနာရှင်မိတ်ဆွေများမင်္ဂလာပါခင်ဗျဒီညနေအတွက်တော့8310ထိတ်ပေါ့ဗျာ8310ထိတ်ကိုတုတ်ထိတ်ပူကြိုက်တယ်။ဘာဖြစ်လို့ပူကြိုက်လဲဆိုတာလေ8310ထိတ်ကဘယ်လိုလဲဆိုတာလေပေါ့နော်69ဆိုတဲ့66 3လုံးပေါင်းခြင်း6ဖြစ်တယ်51ဆိုတဲ့9ချောင်း3လုံးပေါင်းခြင်း9ပေါင်းမှာ3ဖြစ်တယ်။ဒါဆိုဒီနေ့3ပဲမြောက်ခွန်နဲ့ဆိုတဲ့ခွန်ချောင်း3လုံးပေါင်းခြင်း 9နှစ်3ညဖြစ်မယ်ဆိုရင်8331ထိပ်ဖြစ်ပါတယ်။ဒါပေမဲ့3ထိပ်ကိုပို့ပြီးတော့ကြိုက်တယ်။ဘာဖြစ်လို့ပို့ကြိုက်တာလဲဆိုတော့စက်တပင်မြောက်ဆိုင်နေ။သွားညီနေတယ်ဖြီလို့ပါ။တရားကစက်တပင်မြောက်ဆိုင်ပါ။အဲတောက်လျှောက်အပုံစံအတိုင်းပေါ့နော်။လာတာပေါ့နော်။မကိုတက်လေးဆိုတဲ့လေးချောင်းဒီညနေမှာ9နှစ်နဲ့ပေါင်းခြင်းဒီညနေထွက်မှာထိပ်စီးနဲ့ပေါင်းခြင်းဒီ၄ဖြစ်မယ်ဆိုရင်9 လေးရပါမှာကိုးပြမယ်ဆိုရင်၃ညလေးရနှက်ကနှစ်ပြမယ်ဆိုရင်၃၅၃ညာ၃ထိပ်အဲ့တော့၃ထိပ်ကတူနေတဲ့အတွက်၃ထိပ်ကိုကျွန်တော်ပူကြိုက်ခြင်းဖြစ်ပါတယ်နော်အဲ့တော့ဗရိတ်နဲ့အပိတ်ကိုတော့ကျွန်တော်မရှာတော့ဗရိတ်နဲ့မချုပ်ပြီးမယ်ဗရိတ်နဲ့ချုပ်တဲ့အခါကျတော့6ခုဆိုတဲ့ကိုးကြောင့်18ဆိုကိုးပရိတ်ထွက်တယ်တဲ့9 1ဆိုတဲ့1ကြောင့်4ခွန်ဆိုပြီးတော့1ပရိတ်ထွက်တယ်တဲ့ခွန်နဲ့ဆိုတဲ့1ကြောင့်ဒီညနေမှာ1ခွန်လေးပရိတ်ပေါ့လေဒါပေမဲ့တစ်ချက် ြန်စစ်ဖို့လိုနေတယ်ဒါကတော့အောက်ွက်အတွက်ပေါ့အောက်ွက်အတွက်ပြန်စစ်ဖို့လိုနေတာဘာလဲဆိုတော့9 1ဆိုတဲ့6ချောင်းတပရိကြတာလားခွန်2ဆိုတဲ့9ချောင်း9ချောင်းလေးပရိကြမှာလားဆိုတော့ကိုထပ်စစ်ပြီးတော့မှအောက်ွက်ကတော့ရွေးထုတ်အောင်ဖြစ်ပါတယ်အဲ့တော့လောလောဆယ်မှာကျွန်တော်ထိတ်နဲ့ပိတ်နဲ့ဗရိတ်ထိတ်နဲ့ဗရိတ်နဲ့ကိုတွဲထားတာရှိပါတယ်အဲ့ဒါဘာလဲဆိုတော့3 9 3 4 3 1 8 4 8 9 8 6 1 1 1 6 1 3 ငါးတုံညကိုတော့ကျွန်တော်ဒီထဲမှာထည့်မရေးတော့ဘူးဗျာနော်ငါးတုံညကျတော့တကယ်လို့ငါကနှစ်ပရိတ်ဆို59ငါကခွန်ပရိတ်ဆို52ငါကလေးပရိတ်ဆို59တုံညကနှစ်ပရိတ်ဆိုရင်အဲတုံညနဲ့တုံညကခွန်ပရိတ်ဆိုတုံညခွန်တုံညကလေးပရိတ်ဆို3ညလေးအထွတ်စင်ရတော့အဲ့ဒီအထဲကပဲပြစ်ဖို့များပါတယ်ခင်ဗျအောက်ွက်အတွက်ရွေးချယ်ဖို့ကတော့ကျွန်တော်ထပ်ပြီးတော့စဉ်းစားလိုက်ပါဦးမယ်ဒါကတော့ပေါက်ပြီးလွတ်ခြင်းနဲ့ဒူဒီအတွက်ပေါ့လေ 3996336 Viper ကိုလာခဲ့ပါခင်ဗျဒါကဒီညနေမှာနောက်ဆုံးပိတ်အိတ်နဲ့တဲမဲ့အိတ်နဲ့လွဲမဲ့ဘာကျော်ရဲ့ဩဝက်ပါအားလုံးဝန္ဒနာရှင်အားလုံးကိုဘာကျော်အထူးလေးစားပါတယ် Like and Subscribe လေးတွေနဲ့စိတ်ပေးကြပါဦးခင်ဗျမနေ့ပိုင်းကျရင်တပတ်တန်လုံးအတွက်ပတ်တီဗုဒ္ဓဟူးမကျော်တော့ပတ်တီနဲ့ပတ်တီမပြောက်ပတ်တီနဲ့တင်ပေးမယ်ပေါ့နော် ားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဗာကျော်ပါ